စသသွားချပါလေဟိုအရင်ညံ့နေလို့အဲဟာဟာဟာအာဟာဟာအာဘာသာရဲ့အဲ့ဒီသွားအန်ဆုံးရဲ့အသားမှာအချမ်းချမ်းနာနေတတ်တယ်အခုလေအဲ့ဒီဟာသွားရဲ့အာဒီနေ့ကျုံမိတ်သွားနေသွားအန်ဆုံးရဲ့အန်ဆုံးရဲ့အနောက်ဖက်မှာသွားဖုံးက နားနေတယ်အန်ဆုံးရဲ့အသားမအန်ဆုံးအနောက်မှာရှိတဲ့အသားဒုံပေါ့အဲ့ဒီအသားဒုံကခဏခဏနာတော့ကျောင်းရဲ့အစားအသောက်တွေမှာပြဿနာတင်နေတယ်ဘာဖြစ်လဲဆိုတော့သူကနာနေတာကြောင့်ဘာမှစားဖို့အဆင်မပြေဘူးလေပြီးရင်ကျောက်ကဝါရင်ဒီကောင်နဲ့ဒီဘက်ကအန်နဲ့ကြိုက်တာပို့ပြီးတော့တန်တယ်အဲ့လို တော့အခုဆိုရင်ဒီဘက်အန်နဲ့ကြိတ်ရတယ်ဆိုတော့တိတ်အဆင်မပြေဘူးအဲ့လိုဟဲ့အဲ့အသားနာတွားတော့မဟုတ်ဘူးအသားမှာဖြစ်နေအသားကမကြမကြနာတယ်အခုဆိုရင်နှစ်ကြိမ်ရှိပါတယ်အသားနာတာလေတကြိမ်တအားနာလိုက်ပြီးပါပြီ ပြည့်ပြပြုစုလိုက်တော့ပျောက်သွားတယ်အခုတကြိမ်၃ရက်၄ရက်လောက်ရှိပါပြီပြန်လာတယ်အခုနည်းနည်းပြန်ပြောင်းနေတယ်ဆိုတော့အခုကြောင်းမှုစကြည့်တော့တိတ်အဆင်မပြေဘူးကြောင်းမှုစတော့လေဒီကြောင်းမှုစဟာလေဘယ်နဲ့ဝါရတယ်ဝါရမဲ့ဒီဘက်ကိုရောက်ရောက်သွားအခါကျတော့တိတ်အဆင်မပြေဘူးဆောင်းပါ à, trong trong cái đầu to mà ai đưa rồi đó Ê đó à, à, Thái Quyền à Chứ Chân đi mà nó chỉnh Đã chết đi Đi ăn cơm tôi lấy တနေ့မှတနေ့ကျင်းဥမာဖြစ်အာယုတအားဆိုင်လိုက်ပြီဆိုရင်အောက်ကသွားတအားကြက်ပြီးတော့မှဒီကဒီကကနာလာတယ်။ကျန်တဲ့ချိန်ဆိုမနာဘူးအဲ့လိုညနေဘယ်လောက်ဆိုရင်နင်းနေနာတယ်အဲ့လိုမျိုးပေါ့သူကအပုတ်ထွက်ချိန်လေးမျိုးလာမပြောတတ်ဘူးအဲ့ချိန်ဆိုရင်ပုတ်ထွက်ချိန်ဆိုရင် ပုတ်ထွက်စကြိမ်ဆိုရင်ညနေ6နာရီ9နာရီလောက်ဆိုရင်သူကမိုးချုပ်ပြီးဆိုရင်အဲ့ချိန်အပုတ်ထွက်တတ်တယ်လေအဲ့အဲ့ဒီအချိန်ဆိုရင်အပုတ်တရေထွက်တယ်တဲ့အချိန်ဆိုပေါ့ဒီလိုတရေထွက်တဲ့အချိန်ကြီးဆိုရင်သူကတအားနာတယ်ကြက်လာတယ်သူကတအားကြက်ပြီးတော့မှတအားနာဆိုတော့ဒီဘက်ကဟာ နာနေပြီဟေ့ဆိုခေါင်းတလုံးလုံးကကြိုက်တယ်အကယ်၍ဒီကောင်ကမနာဘူးဆိုရင်ခေါင်းကမကြိုက်ဘူးလားဒီကောင်ကနာနာပြီဟေ့ဆိုလို့ရှိရင်သူကအသားတွေမနာတာလေမိဘအကြီးခေါ်ဒီမှာပေါ့အထက်ဒီပစောင်းမှာတွားနာမှာကတ်တဲ့ဟာပြီးတော့အနောက်ဆုံးကအန်ဖုံးကနာပြီဟေ့ဆိုရင်အသားနာတာကြောင့်အကြောတွေပေါ့အကုန်နာတယ်ခေါင်းတွေပေါ့အကုန်နာဆိုတော့လူကအဲ့လိုလေ စိတ်တကြတယ်လို့ရတယ်တိတ်ပြီးတော့မပြောဖြစ်တယ်နော်နာတယ်ကြတယ်